ဒီ blog လေးကတော့အလိုက်ရဲ့မာရေးသွားကူဖြစ်တဲ့ blog လေးဖြစ်ပါတယ်။ရေကူးကန်ကမြို့နယ်နည်းနည်းလှမ်းတော့မနက်ပိုင်းလေးသွားပြီးတော့သွားကူဖြစ်ပါတယ်။ရေကူးကန်ဒီနေရာကတော့ဖအံကနေပြီးတော့မော်လမြေကိုသွားတဲ့လမ်းဘက်မှာတည်ရှိပါတယ်။ပန်းနေမော်နမြေကားနဲ့တစ်လျှောက်15မိနစ်လောက်မှလာလို့ရှိရင်တော့ဝင်းချံရွာကိုဝင်တဲ့ဝင်ဆိုင်ဘုတ်ကိုရောက်ပါတယ်။အဲကနေပြီးတော့15မိနစ်လောက်အတွင်းဘက်ကိုထပ်ဝင်ရင်တော့ကျွန်တော်တို့သွားတဲ့ဟက်စင်ကွန်ရေကူးကန်ရောက်မှာဖြစ်ပါတယ်။ ပွင့်သွားတဲ့လန်တရှော့ကရှုခွင်းတွေကိုကျွန်တော်တို့ရန်သဘောချမိပါတယ်။လေကွင်းစိစိတွေဒီတတားတွေဖြဲတဲ့ဟိုရှုခွင်းရလည်းအရန်လှရပေါ့နော်။ဝင်းကြံရအောင်ရရင်တော့ဒီလမ်းညွန်ဆိုင်ပေါ်လေးတိုင်းကျွန်တော်တို့ထပ်ကွေးရပါတယ်။ရေကူးကင်ရေတကယ်တည်နေရတော့ကျွန်တော်တို့ကရင်ဖားလင်းရွာမှာတည်ရှိတာဖြစ်ပါတယ်။ကျွန်တော်လမ်းကွေးတော့ကျိုးတွေတိုင်းမှာကျွန်တော်လမ်းညွန်ဆိုင်ပေါ်လေးတက်ထားပြီးတော့မားစရာတော့မရှိဘူးပေါ့နော်။ကျွန်တော်ဒီလမ်းညွန်လေးတိုင်းမြင်းလမ်းကြီးတိုင်းဝင်သွားရင်တော့ကျွန်တော်ရဲ့စံကုန်ရေကူးကင်ကိုရပြပြီး လမ်းမကြီးကနေပြီးတော့7မိနစ်လောက်တွင်ပိုင်းဝင်လာလို့ရှိရင်ဒီဟက်ဆကွန်ယူကန်ရောက်ပြီပေါ့နော်ဆိုင်ကယ်ရေဆိုတော့ဒီနားမှာအတက်ကတော့ဒီလက်ခံနေနေနေနားမှာမိုးဆိုင်တန်းနေဒီဘက်ကံအကူမယ်ဒီဘက်ကံအတော့ဒီစာမဝင်ချင်လန်းနေပြီးတော့ ဝင်ရတဲ့ကန်လေးနဲ့လူလည်းတိတ်တယ်သူကလည်းစဉ်ပြေတယ်ကန်ဒီတော့အများကြီးရှိတယ်ပုံမှန်လည်းရှိတယ်အဲကျွန်တော်ကူးနေကြကန်ဒီကူးကန်တော့ရောက်ပြီစောစီးလာဆိုတော့ဘသူမှမရှိသေးဘူးအေးစေးကူးလို့ရပြီဆိုတော့ကဲပို့သွားလိုက်လားဘောပဲမနက်ခင်းနေရှိတယ်ဒီမှာ1 2 ်ဗီဂန်ရှိတယ်ဒါတော့ဘောလက်ခင်းနဲ့ drawing လက်ဘောစာလဲပြီးဆိုတော့စပြီးကုမယ်ဒူရေရှင်းရှင်းနေဆိုတော့အေးရှိပဲရောက်တယ် အာရေစာကူပဲတရားတယ် private room ရေကူကံဖြစ်နေတရားတရားတယ်ဘယ်မှမရှိသေးရတယ်ကျွန်မလည်းစစောလာလို့ရှင်တော့ပူကားတယ်ဆိုတော့ AC လောလက်ကူလို့ရတယ်။ဒီပေးရတီဆိုကူဆွဲခဏနေကြရင်တော့လူတွေလာတော့မှခုတော့ဟိုမှာတစ်ဖွဲ့ရှိနေဟိုတစ်ဖွဲ့ဟိုဘက်ဤကူကံမှာ Thank you.